ကဲနားထောင်ကြမယ်နားထောင်ကြမယ်ကုလသမဂ္ဂဘာတောင်းဆိုလဲနော်ရောက်ပြီးပါကျင်းပနေတဲ့88ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီမှာကုလသမဂ္ဂအတွင်းမှုချုပ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM နဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူတို့၏အစီရင်ခံစာများအပေါ်ပူးတွဲရှင်းလင်းဆွေးနွေးမှုများကိုအောက်တိုဘာလ23ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်ထို့ပြင် မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနဲ့အခြားလူနည်းစုများ၏လူအခွင့်အရေးအခြေအနေဟုခေါင်းစဉ်တက်ထားသည့်ဆုံးဖြတ်ချက်အဆိုကိုသက်ဆိုင်ရာမြန်မာနိုင်ငံ၏တရားဝင်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိဘဲနိုဝင်ဘာလ15ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပါသည်။ကုလသမဂ္ဂနိုင်ငံရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary General Mr. Khaled Karidi ၎င်းအား လုတ်ပိုင်ခွင့်ပေးရထားခြင်းမရှိဘဲအဆိုပါပူးတွဲဆွေးနွေးမှုတွင်ပေါဝင်တင်ပြခဲ့ပါသည်မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူသောမတ်အန်ဒရူးကလည်းအော်တိုဘောလာ23ရက်နေ့တွင်ပင်၎င်း၏ကျင်းဝင်းနှင့်မညီုံမြောက်သောမကပညာရှင်မဆန်သောအစီရင်ခံစာကိုအဖွဲ့ဝင်နိုင်ငံများထံတင်ပြဆွေးနွေးခဲ့ပါသည် IIMM ရှန်နီယာကစုဆောင်ခဲ့သည်ဟုဆိုသောတရင်အချက်လက်23နှစ်၏ တိကျမှန်ကန်မှုကိုစစ်စစ်နိုင်ခြင်းမရှိဘဲ၎င်းတို့ဘာသာလူရာဆွဲ၍ကောက်ချက်ချလျက်ရှိပါသည် NUG ဆိုသည့်အကြမ်းဖက်အဖွဲ့ကိုကိုးစားပြုလျက်ရှိသောကြော်မှုထွန်းကမြန်မာနိုင်ငံအမိခံ၍ကုလသမဂ္ဂအစည်းအဝေးများတွင်ပါဝင်ဆောင်ရွက်ချက်များကိုကန့်ကွက်ကြောင်းမြန်မာနိုင်ငံမှကုလသမဂ္ဂဘက်သို့စာပေးပို့အကြောင်းကြားပေးဖြစ်ပါသည် AU နှင့် OIC တို့က ်နိုဝင်ဘာလ15ရက်တွင်တင်သွင်းသည့်ဆုံးဖြတ်ချက်အစိုးတွင်ဂျပန်အစိုးရများဤသူစန့်ကျင်ဘက်အဖွဲ့အစည်းများနှင့်မီဒီယာတချို့၏အခြေအမြစ်မရှိသောဆွဆွဲချက်များပါဝင်သည်ရင်းဆုံးဖြတ်ချက်အစိုးသည်2019ခုနှစ်ဩဂုတ်လတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်မှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီးရင်းဖြစ်စဉ်၏အကြောင်းရင်းနှင့်မြေပြင်အခြေအနေမှန်ကိုရည်ရွယ်ချက်ရှိရှိနှင့်ဖြူထားခဲ့သည် စင်စေ2019ခုနှစ်စက်တင်ဘာလနှောင်းပိုင်းတွင် ARSC ကအခွင့်အရေးမူဂျာဟီဒင်အကြမ်းဖက်အဖွဲ့၏ချိန်ချမှုများတပ်ဖြတ်မှုများနှင့်ကျူတင်ကြံစီတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာအလုံးအရင်ဖြင့်နေရဲဆုံခွာမှုများစတင်ခဲ့ခြင်းဖြစ်သည် ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိစကန်မြောင်မှရှားပေါင်းများစွာသောနေရက်ဆုံခေါ်သူများသည်အကြမ်းဖက်သမားများ၏အစီအစဉ်ကိုမလိုက်နာခြင်းနှင့်နေရက်ပြန်ရေးလုပ်ငန်းစဉ်ကိုထောက်ခံခြင်းတို့ကြောင့်တက်ဖြတ်ခံရပြီးရင်းသူအသက်အန္တရာယ်ချိမ့်ချောက်မှုများကြောင့်၎င်းတို့နေရက်ပြန်ရေးလုပ်ငန်းစဉ်ဖျက်မြောက်ရေးကိုထိခိုက်စေသည်မြန်မာနိုင်ငံအနေဖြင့်တည်ဆဲဥပဒေများနှင့်မြန်မာဘင်္ဂလားဒေ့ရှ်အကြား သဘောတူလက်မှတ်ရေးထိုးထားသောအစီအမံများနဲ့အညီရခိုင်ပြည်နယ်မှာနေရဆောင်ခွာသူများအဖြစ်စစ်စစ်အတည်ပြုပေးသူများကိုလက်ခံရန်အစဉ်တင်ရှိသည်စစ်စစ်ပြီးနေရဆောင်ခွာသူများကိုပြန်လည်ပို့ဆောင်ရန်နိုင်နိုင်ငံအကြားဆက်လက်ညှိနှိုင်းဆွေးနွေးလျက်ရှိသည်မြန်မာအစိုးရအနေဖြင့်ယာနစ်ချီတော်နေရပြန်လို့သည့်ဟိန္ဒူများအားစောင့်နေစွာနေရပြန်လာနိုင်ရေးအကူအညီပေးရန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အကြိမ်ကြိမ်မြစ်တာရက်ခံလျက်ရှိသည် ြန်လည်ပူးဆောင်ရေးလုပ်ငန်းစဉ်မှာမြန်မာနိုင်ငံတနိုင်ငံနဲ့ဆောင်ရွက်ရမရပေဘင်္ဂလားဒေ့ရှ်ဘက်မှပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်သည်မြန်မာနိုင်ငံအနေဖြင့်ဥပဒေအရ၎င်းတမိုင်းမှတ်တမ်းများအရ၎င်းမြည်သည့်အခါကားများမရှိခဲ့သောရိုဟင်ဂျာတို့သည်တီထွင်ထားသည့်အတုံးတို့ကိုအတိအမှတ်မပြုကြောင်းဖော်ပြအပ်သည်ဒါပဲမြန်မာတပ်မတော်ဆိုတာဒါပဲဆုံးဖြတ်ချက်အဆိုသည် UNG နှင့် PDF ဆိုသူတို့၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ကလေးတငယ် 230ကျော်အပါအဝင်လက်နက်မဲ့အရက်သား6900ကျော်တည်ဆုံခဲ့ရသည်ကိုရှုတ်ချရန်တက်ကွက်ခဲ့သည်ရင်းဆုံးဖြတ်ချက်အစုံတွင် အမုံပွားစေသောအချက်များမင်္ဂလာပါမင်္ဂလာမင်္ဂလာပါအေနိုင်ငံအတွင်းမတူညီသောအတိုင်းအဝန်းများအကြားစိတ်ဝမ်းကွဲပြားမှုနှင့်တင်းမာမှုများကိုပုံမမြင့်တက်စေနိုင်သည့်အချက်များပါဝင်သည်ဆုံးဖြတ်ချက်အစုံပါတိုင်းကျုံဆွဆွဲချက်များနှင့် ပြည်တွင်းရေးကိုဝင်ရောက်ဆုတ်ဖက်သည့်အချက်များကြောင့်၎င်းနိုင်ငံတကာနိုင်ငံအပေါ်ဥတီချမှတ်သောဆုံးဖြတ်ချက်အစုများအပေါ်အစဉ်တစိုက်ဆန့်ကျင်သည့်မြန်မာနိုင်ငံ၏ရည်တည်ချက်တို့ကြောင့်၎င်းမြန်မာနိုင်ငံကရင်းဆုံးဖြတ်ချက်အစိုးတကူလုံးအားလုံးဝပယ်ချ၍ပအဝင်ပတ်သက်မှုမရှိကြောင်းဖော်ပြအပ်သည်ဆုံးဖြတ်ချက်အစိုးချမှတ်ရာတွင်ပအဝင်ပတ်သက်ခြင်းမရှိသောမိတ်ဆွေနိုင်ငံများကိုကျေးဇူးတင်ရှိကြောင်းဖော်ပြအပ်သည်ဟု၍နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ18ရက်ဒီကနေ့မှာသတင်းထုတ်ပြန်ထားကဲကျွန်တော်တနေ့ရပဲပြောသေးတယ်နော်တောက်ဆိုတော့မှမင်းတို့ဗမာတွေဘေးတိုင်းမင်းနေလို့ပြောတယ်ဒီဗီဒီယိုဗန်နေကကုလသမဂ္ဂနဲ့ပေါင်းပြီးတော့ဟိုမှာအထောက်ထားတွေတော့အများကြီးရှိနေလောက်ပြီမင်းတို့ဗမာတွေကတောက်ဆိုတော့မှပြောလို့တော့မကြသေးဘူးเนาะအခုကုလသမဂ္ဂပါเนาะရိုဟင်ဂျာမွတ်စလင်များနဲ့အခြားလူနည်းစုတွေရဲ့လူအခွင့်အရေးနဲ့เนาะ ဒါနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂစုပ်ဝကျက်ချလိုက်စုပ်ဝကျက်ချလိုက်တယ်နော်အဲ့တော့တမတော်အစိုးရကတော့နော်တမတော်အစိုးရလက်မခံဘူးဒါပဲတမတော်ဆိုတာကမင်းတို့မင်းမြတ်မှတ်ထားမင်းတို့ထိုင်စခိုးကမင်းတို့အောက်တန်းသားနိုင်ငံသားတွေမင်းမြတ်မှတ်ထားတမတော်ဆိုတာဘရောမမြန်မာနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ဘူးမြန်မာနိုင်ငံကိုအမြဲတမ်းကာကွယ်ဆောက်ကြဒါကြောင့်မလို့တဲ့အမျိုးသားနိုင်ငံကြီးအခက်အခဲနာမှာပါဝင်နေတာ မင်းတို့25ရာခိုင်နှုန်းနေတိုက်ထိုင်ရှိခိုးမင်းတို့ဖရားမင်းတို့မင်းတို့ထိုင်ရှိခိုးတယ်တဲ့ဖရားစင်ပေါ်ကနေပြုတ်မကြအောင်လို့ကာဝရတာအဲ့25ရာခိုင်နှုန်းတော့လွတ်တော်ထဲမှာထိုင်နေရတယ်မင်းတို့တွေအဖေတွေပဲမှတ်ထားတာမင်းတို့တွေအဖေတွေမင်းတို့နိုင်ငံသားတွေမင်းတို့ညီပိနေရအဖေတွေပဲမင်းတို့ကျေးဇူးတရားမှာမင်းတို့ဒီဖာစုကြည်နဲ့အဲ့ဒီအန်ယူကြည်တိုက်တာအဲ့ဒီရိုဟင်ဂျာဟောမွတ်စလင်လိုလိုဘာလိုလိုရိုဟင်ဂျာလိုလိုနော်အချိန်မဲ့နေမဲ့တွေကိုပါဖေးသွားတော် ကလားဘောမတဲ့ကောင်လေးကလားဘောမတဲ့ကောင်လေးမင်းတို့ရသားအစိုးရနဲ့တက်မလို့ဘယ်တော့မှရှင်းလို့မရဘူးမျက်မှတ်ထားမင်းတို့ရသားအစိုးရဆိုတာဘယ်တော့မှဘယ်ခေတ်ဘယ်ခါမှစောက်သုံးကြခဲ့တာမရှိဘူးဥသူဥသိစရာလွယ်လို့ရှိရင်ဥနေဝင်လဲစောက်သုံးမကြဆိုရှယ်လဲစောက်သုံးမကြမင်းတို့ NLD လဲစောက်သုံးမကြဟမ်နေရတခါမဲ့တက်မလို့ပဲလိုက်ပြီးကာကွယ်ကာကွယ်နေရမင်းတို့နိုင်ငံသားရသားတွေဘာကာကွယ်လဲဆိုနိုင်ငံအောင်လက်နက်အားဖြင့်လဲမကာကွယ်ဘူးစိတ်ဓာတ်အားဖြင့်လဲမကာကွယ်ဘူးလုံရအားဖြင့်လဲမကာကွယ်ဘူး ဒါမှမဟုတ်အကုန်လုံးကာကွယ်နေရတယ်။ကောင်းကြသေးလား။မင်းတို့နိုင်ငံသားတွေစောက်တော့မကြလို့ကုလသမဂ္ဂအဲ့လိုအနိုင်ကျင့်နေတာ။မင်းတို့ထိုင်းရှိခိုးအမတတ်မတော်ရှိလို့မင်းတို့ထိုင်းရှိခိုးအမ။ဟမ်။သူတို့ဆုံးမဲ့ကြတိုင်းငါတို့ကလက်ခံကြရလား။အဲ့ဒါတတ်မတော်ပဲကွာ။မင်းကမှတ်တာအဲ့ဒါတတ်မတော်ပဲ။မင်းတို့ကျေးဇူးရှင်ကိုစော်ကားနေကြမင်းတို့နိုင်ငံသားတွေနော်ရေကြီးလိုက်နော်ငလင်လှုပ်လိုက်အမျိုးမျိုးဖြစ်အောင်ပါနော် အမျိုးဖြစ်အောင်မှာအောက်တန်းသားလေးဖာတယ်မစုကြည်သားလေးမင်းဘာလို့လာဟောင်းနေရလဲတရောင်းသားလေးမင်းတို့ကမျိုးမစစ်တဲ့ကောင်တွေမင်းတို့ကနိုင်ငံရောင်းစားတဲ့ကောင်တွေမင်းတို့ကလက်နက်ကင်ပြီးတော့အောက်နိုင်ငံကိုဖျက်ဆီးတဲ့ကောင်တွေမင်းတို့ကဗဇက်လေးတစ်ခုတည်းနဲ့နိုင်ငံကိုဖျက်ဆီးတဲ့ကောင်တွေငါတို့တတ်မတော်ဆိုတာအဲ့ဒါပဲတမိုင်းမှတ်ကြောက်ထူပြီးသားနော် ါတို့တက်မတော်ဆိုတာခစ်ဆက်ဆက်တမိုင်းမကြောက်ထူပြီးသားနိုင်ငံဘာသာသာသနာအတွက်အများနဲ့ရှေ့ဆုံးကကာကွယ်နေတာတက်မတော်တစ်ခုပဲရှိတယ်တက်မတော်ခေါင်းဆောင်တွေမြမတက်မတော်သားတွေပြည်တော်စုတက်မတော်ကြီးတစ်ခုပဲရှိတယ်မင်းတို့လိုအောက်တန်းသားနိုင်ငံသားတွေကြောက်ပဲနိုင်ငံဖျို့ဖျက်ဖျက်ရတဲ့နိုင်ငံပြက်စီးရတယ်နေ့တနေ့ရပဲငါပြောတယ်လာတော့မှလာတော့မှဒီမှာဒီလောက်တော့စဉ်းစားကြည့်လူရင်းမြမငါမြမနိုင်ငံတို့နိုင်ငံမြမစာတီတို့စာမြမစကားတီတို့စကားဆိုလား ဟာအဲ့လောက်ကြီးကောင်ပထမတစ်ခါတော့နိုင်ငံတော်တစ်ချက်အခုကျတော့စာသင်ကျောင်းစာသင်တဲ့ကျောင်းသားတွေကိုလည်းရိုဟင်ဂျာစာသင်တဲ့ပုံစံနဲ့လုပ်တာဟမ်လာတော့မှဆိုမကြောက်ဘာဖြစ်လို့ဓာတ်ကြီးကအရင်သိတာလုံးဝကြီးတယ်မသိရင်ပဲသူတို့ဒီနိုင်ငံထဲမှာသူတို့စာသင်ကျောင်းတွေပဲရှိနေသလိုနဲ့အရားတော့တေချာနေပြီလို့မကြခင်လာတော့မှဆိုအခုကရောက်လာတာဟမ်တက်မတော်ကလည်းဘယ်ရမလဲတက်မတော်လေဘယ်တော့မှတမန်အရင်မခံဘူးတက်မတော်ကဘယ်တော့မှတမန်အရင်မခံဘူးဘယ်တော့မှလည်းတက်မတော်က ူတာဝန်ယူတဲ့အချိန်ကာလမှာနိုင်ငံရောဘရောမှအပြည့်စည်းမကံအောင်အေးပြည်သူတွေဒုက္ခရောက်ရောက်လိမ့်မယ်ဘရောမှသူအပြည့်စည်းမကံအောင်တမရော်ကြောင့်ဘရောမှနိုင်ငံဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးပျက်စီးသွားတယ်ဆိုတာမရှိစေရအောင်အမျိုးသားနိုင်ငံရေးအခမ်းအနားမှာပါကိုပါမယ်၆စာလုံးကအဲ့ဒီပုံမှန်တွေကလောဘဖြတ်ခွဲမရှိငါတို့ကထောက်ကိုထောက်ခံရမယ်25ရာခိုင်နှုန်းမရှိမဖြစ်ရှိကိုရှိရမယ်ဖြစ်နိုင်ရင်90ရာခိုင်နှုန်းတွေပါထည့်ရမယ်လှော့တော့ပါမင်းတို့အရသားတွေစောက်သုံးမှမကြတာ ဖာစုကြည်လက်ထက်မှာ GDP ကြီးကြလာတယ်။ကုန်စည်မှုလုံငွေတွေပြတယ်။ဟင်ဒါတွေကိုတက်မလို့ပြန်ဖိရတယ်။ကိုနီးကိုဟန်နဲ့။ဟင်ဖာတယ်မကောင်းလို့အဲ့လိုတွေဖြစ်တာ